ကိုကအိရှာကိုစိတ်ဝင်စားတယ်ပြီးတော့ဒီအိရှာ assistant အနေနဲ့အလုပ်စဝင်နေဆိုရင်ဟိုဘယ်လိုမျိုးသင်တန်းတွေတက်ရမလဲပြီးတော့ဒီအိရှာ assistant ဆိုတဲ့ຢာလူကတကယ်လုပ်ငန်းကမှာဆိုရင်ဘာတွေလုပ်ရတတ်လဲပေါ့နော်အဲဒီလိုမျိုးမေးကြတဲ့မေးခွန်းလေးတွေကိုကျွန်တော်ဒီနေ့ဖြေပေးမှာဖြစ်ပါတယ်အားလုံးမင်္ဂလာပါကျွန်တော်နာမည်ကတော့အောင်စီသူပါကျွန်တော်ကတော့ဒီအိရှာဘော page မှာအိရှာနဲ့ပတ်သက်တဲ့သင်တန်းတွေလေဘာလုံးနဲ့ပတ်သက်တဲ့သင်တန်းတွေအားလုံးကျွန်တော်ပဲသင်တာဖြစ်ပါတယ်အခုကျွန်တော်ဆက်ပြီးတော့သွားရအောင်မနော် ဲ့တော့ကျွန်တော် HR assistant အနေနဲ့စဝင်မယ်ဆိုရင်တက်ထားတဲ့သင်တန်းတွေရပြီးတော့ဒီ HR assistant ကဘာတွေလုပ်ရလဲဆိုရင် HR assistant ဆိုတဲ့ຢာလူကဒါပြောမယ်ဆိုရင်ကျွန်တော်တို့ဒီ HR ဌာနမှာဗောနော်အငွေသုံးထဲမှာပါတာဗောအခုမှစဝင်နေတာပထမဆုံးຢာလူဗောနော် HR assistant ကအဲ့ဒါကြောင့်မလို့ကျွန်တော်တို့ HR function တွေဖြစ်တဲ့ function တိုင်းမှာတော့အခုအနေနဲ့ပဲလောက်ရတာရှိရပါတော့။ဆိုပါစို့ကျွန်တော်တို့ဒီ payroll တွက်တယ်ဆိုရင် HR assistant တွေကဘာလုပ်ပေးရမလဲဆိုရင်ကျွန်တော်အတန်းတက်ကောက်ပေးရတာတွေအဲပြီးတော့ကျွန်တော်နေ့စဉ် ်ဝန်ထမ်းအသစ်တွေဝင်လာတယ်ဆိုရင်ကွန်ပျူတာထဲမှာဒီဝန်ထမ်းတွေရဲ့ပတ်သက်တဲ့ personal profile တွေကိုဒါတွေကိုသွင်းပေးရတာတွေပြီးတော့ဒီဝန်ထမ်းတွေနဲ့ပတ်သက်တဲ့ဒီ CV form တွေကိုတေချာသိမ်းရတာမျိုးတွေပေါ့နော်ဒါ recruitment selection နဲ့ပတ်သက်ရင်ဒါတွေလုပ်ရသလိုပြီးတော့ရင်အဲ့ဒီမှာဝန်ထမ်းတွေ interview တွေအတွက်လည်း form တွေကိုပြင်ဆင်ပေးရတာတွေ interview appointment လုပ်ပေးရတာတွေဒါမျိုးတွေလုပ်ရလိမ့်ရှိတယ်ပေါ့နော်အဲနောက်ထပ်ကျွန်တော်ဒီအစိုးရပိုင်းဆိုင်ရနေဆိုရင်ဒီယုံနေသွားတဲ့အခါမှာအခုအနေနဲ့လိုက်သွားရတာမျိုးတွေရှိရပါတော့။ပြီးတော့ယုံစာတွေတခုရိုက်တဲ့အခါမျိုးမှာ ဒီရုံးစာတီစာရိုက်ပေါ့နော်ဒီ Microsoft Word Excel ဓာတ်တွေကိုအသုံးပြုရတာရှိပါတယ်အဲ့တော့နောက်ထပ်ပါလေးလုပ်ရအောင်လို့ဆို training ပိုင်းပေါ့နော်အဲ့တော့ HR function နဲ့မှာ training ပါလာဖြစ်တဲ့အတွက်အဲ့ training မှာဆိုရင်ခုနဒီ training နဲ့ပတ်သက်တဲ့ training attendant တွေအဲ့ training နဲ့ analysis လုပ်တဲ့အခါမှာဒီ form တွေဝေပေးရတာတွေအဓိကအဖြစ်ဒီ training အခန်း season တဲ့အခါမှာလိုအပ်တဲ့ဟာတွေကူပြီး season ရတာတွေလုပ်ရပါတယ် ဲ့တော့ကျွန်တော်ပြောတဲ့ဟာမှာသူက assistant level ဖြစ်တဲ့အတွက်အကုန်လုံးကတော့ဒီကဲ senior ကိုလိုက်ပြီးတော့ကုညီရတာတွေများတယ်ဗောနော်တကယ်လို့ performance management လုပ်တယ်ဆိုရင်လေဒီ performance management နဲ့ပတ်သက်တဲ့ဒီ found တွေထုတ်လာပြီးတော့ဒီဟာတွေဝင်ခါတာတွေပြင်ဆင်ရတာတွေဒါတွေအဓိကလုပ်ရတာများမယ်ဗောနော်အဲခုနဒီလာတာတွေ့တဲ့အပိုင်းမှာဆိုရင်ခုနကျွန်တော်ပြောခဲ့ပြီးသားဗောနော်ဒီအလုပ်သမားဥပဒေအပိုင်းမှာဆိုရင်လည်းတချို့တော့ခွင့်နေတော့ကိုယ်ကအခြေခံအဖြစ်နားလည်ထားဖို့လိုတယ်ဒီ employee relation မှာလည်းဝင်တဲ့တချို့နဲ့ဒီစကားဆက်သွယ်ပြောဆိုရတာတွေရှေ့ကောင်းရှေ့နိုင်တယ်ပေါ့နော်ဒါကတော့ အဲဒီအချုပ်ပြောရမယ်ဆိုရင်တော့ဗောနော်ဒီ HR function တွေအားလုံးခုနဝန်ထမ်း recruitment selection ဆိုတဲ့ဝန်ထမ်းရွေးချယ်ခြင်းနဲ့ခန့်အပ်ခြင်းမှာလည်းအခုအနေနဲ့လှုပ်ဆောင်ပေးရတယ် training ဘိုင်းမှာလည်းအခုအနေနဲ့လှုပ်ဆောင်ပေးရမယ်ပြီးတော့ performance management မှာလည်းအခုအနေနဲ့လှုပ်ဆောင်ပေးရရှိမယ်ပြီးတော့ကျွန်တော်တို့ compensation benefit ဘိုင်းမှာလည်းအခုအနေနဲ့လှုပ်ဆောင်ပေးရမှာရှိတယ်နောက်တဲ့ safety တို့ health and safety တို့လည်းဝိုင်းပြီးတော့ကူညီရမှာဖြစ်ပါတယ်အဲ့ဒီတော့ကိုက ဒီလိုမျိုးအလုပ်တွေလုပ်ရတာဖြစ်တဲ့အတွက်ဒီ function တွေကဘာတွေလဲဆိုတော့ကိုယ်သိဘူးလို့ရတယ်ပေါ့နော်အဲ့ဒီတော့ကျွန်တော်တိုက်ရမယ့်သင်တန်းလေးတွေကိုကျွန်တော်ပြပြပေးမှာဖြစ်ပါတယ်အဲ့တော့ကိုကဒီ HR assistant အနေနဲ့စာဝင်ပထမဆုံးတက်ထားရမယ့်သင်တန်းကတော့ကျွန်တော်တို့ HR certificate သင်တန်းမှာအဲ့တော့ HR certificate သင်တန်းသင်ထားမှာကျွန်တော်ခုနပြောတဲ့ function တွေရဲ့အသေးစိတ်တွေပေါ့နော် recruitment selection process အသေးစိတ်လောက်အွန်ကိုင်းမုံဒီဟာတွေကို knowledge အနေနဲ့သိမှာဖြစ်တယ်ပေါ့နော်အဲ့ပြီးတော့နောက်ထပ်ထပ်သင်တဲ့သင်တန်းက payroll နဲ့ labor law အတန်းပေါ့နော် အဲ့တော့ Payroll နဲ့ Labor လောအတန်အခုလာစာတွက်တာသိနေတယ်ဒါပေမဲ့လာစာတွက်တာတခုလည်းမဟုတ်ပဲねအတန်တက်ကနေစပြီးတော့ဘောနော်ဘယ်လိုမျိုးလောက်ရသလဲဆိုတော့လူမှုဖွံ့ဖြိုးရေးတွက်တာ OD ထည့်တာအစရှိပြထားတဲ့အကောင်လုံးပါတာဗောနော်အဲပြီးတော့ရင်တော့ကျွန်တော်တို့ Labor လောပေါ့အလုပ်သမားဥပဒေအရတော့ HR တရားအနေနဲ့အလုပ်စဝင်မယ်ဆိုရင်ဒါမတိမပြတ်ထဲမှာပါတယ်အဲ့ကွာဒါနဲ့ပတ်သက်ပြီးလုံးဝ awareness မရှိဘူးဆိုရင် assistant level သင်ဖြစ်တော်လာကောင်းပါတော့။ကိုကဒါတွေကိုနားမလည်ရင်နည်းနည်းလေးအလုပ်ငန်းခွင်မှာတိုင်ပတ်နိုင်တယ်ပေါ့နော်။ဒါကြောင့်မလို့ HR certificate ရဲ့ပြီးတော့ parent labor လို့ဒါလေးတွေကိုတက်ထားသင့်ပါတယ်ပြီးတော့နောက်ထပ်ထပ်ပြီးတော့တက်ထားသင့်တဲ့သင်တန်းတစ်ခုကတော့ computer basics ပြီးတော့ basic တက်ပိုကောင်းတာ advanced excel လောက်တက်ထားရင်တော့ပိုကောင်းတာပေါ့နော်ဒါပိုကောင်းတယ်လို့ပြောတာနော်မဖြစ်မနေတက်ရမယ်လို့တော့မဟုတ်ဘူးအဲ့လောက်တက်ထားရင်တော့ဟိုအလုပ်ရှင်ပိုကြိုက်တာပေါ့အလုပ်ရှုပ်တဲ့အလုပ်လျှောက်တဲ့အခါမှာပိုပြီးတော့ကောင်းတာပေါ့နော်အဲ့တော့ computer အခြေခံရဲ့ advanced excel လောက်ကိုတက်ထားသင့်တယ်အဲပြီးတော့ရင်တော့ကျွန်တော်တို့ဒီ english စာကောင်းရင်ပိုပြီးတော့နေရာရရတယ်ပေါ့နော်အဲ english စာကောင်းတယ်ဆိုရင်အဓိကတော့နိုင်ငံခြား ကုမ္ပဏီတွေတကယ်စနစ်ကြတဲ့ corporate ကုမ္ပဏီတွေမှာအလုပ်ရနိုင်တဲ့အခွင့်အရေးရှိနိုင်တယ်ပေါ့နော်အဲ့တော့ကျွန်တော်အထုပ်ပြန်ပြောမယ်ဆိုရင်ကျွန်တော် computer basic ရဲ့အင်္ဂလိပ်စာရဲ့ပြီးတော့ကျွန်တော် Asia certificate ရဲ့ပြီးတော့ကျွန်တော်တို့ period 4ပါလောက်ပေါ့နော်ဒါတွေအဲအနည်းဆုံးတော့ဒါလေးတထားတင်ပါတယ်ဒီထပ်ပို့ပြီးတော့ကွာ interview တွေမှာရွေးချယ်ခံရခြင်းရင်ပတ်စံရှိတယ်ဆိုရင် diploma တက်ထားလို့ရတယ်ဒါလည်းငွေကြေးအဆင်မပြေရင် diploma ကိုနောက်မှတက်လဲရတယ်ပေါ့နော် Asia diploma ကိုနောက်မှကွာထပ်ပြီးတော့ try လို့ ရတယ်ဗောနော်ဒါကတော့ HR ကိုအခုမှစပြီးတော့ assistant နေဆောင်ရမယ်ဆိုရင်တက်ထားတဲ့နဲ့သင်တန်းလေးတွေကိုကျွန်တော်ညွှန်ပြပေးတာဖြစ်ပါတယ်အဲ့ဒီထဲမှာခုန HR certificate တို့ပေးရတဲ့လေးပါလောသင်တန်းတော့တော့ကျွန်တော်ကိုယ်တိုင်သင်တယ်ကျွန်တော်စီမှာလည်းရှိတယ်ဗောနော်တခြားအကြောင်းတွေမှာလည်းရွေးချယ်ပြီးတော့တက်လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာ